။စာရေးသူမောင်စီသူ ရေးသားထားတဲ့အသေးကြော်ကလေးဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်။ကျမတို့စာဖတ်သူခွန်ရှချူပါ။ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။အသေးကြော်လေးရဲ့တဲ့အားလုံးပင်အတန်ထွက်အောင်ရည်လိုက်ကြရပါတယ်။ဒါပေမဲ့အားလုံးထက်အတန်အကျယ်ဆုံးနဲ့ရှိလိုက်တဲ့လူကတော့ဒေါ်သိန်းရင်မဲဖြစ်ပါတယ် ဒေါ်သိန်းရင်ကလက်ထဲမှာစာရွက်ကလေးကို ဖြန့်ကြည့်လိုက်ရီးလိုက်နဲ့သုံးခါထမင်းထက်ကြော်နေပါတယ်မျက်စိနောက်တက်သူအဖို့နရွက်လိန်ဆွဲချင်စရာတော့ကောင်းနေပါလိမ့်မယ်။ဟိုမမေရလဲနော်ကြည့်ပါလားရိုက်ချင်ထရိုက်လိုက်တာမှတော်အောင်မယ်ခုတော့ဒေါ်သိန်းရင်ရဲ့သမီးကမနစ်မြို့တဲ့မျက်နှာကိုတော်မှ မဖုံးကွယ်နိုင်ရှာပဲဒီလိုဆိုလိုက်မိပါတယ်။ အသေးကြောကလေးရဲ့တဲ့တင်နန်းဆန်လိုက်တဲ့ကာလသားသမီးတွေတော့တန်းရင်ဟာအမြင်ကက်လောက်အောင်ထပ်ပြီးတော့ရီပြန်ပါတယ်ဟွန်းမေမေကလည်းလွန်လုံးပြီကြည့်ပါဦးကမလေးတိတ်ရှက်နေတော့မယ်သူကကြက်ချင်မှလည်းကြိုက်မှာမေးကြည့်ဦးမယ်သူတို့ကမီးဖို့ကြောင့်တက်ကိုပြိုင်တူလှမ်းကြည့်လိုက်မိရာစင်ရခေါင်းကိုယ်သာအတွင်ငုံကော ပကံလေးကို ကုန်းကျုံဆင်းနေတာကိုတွေ့ရပါတယ်။ဒေါ်သိန်းရရဲ့ထပ်ပြီးတော့ရှီလိုက်တဲ့အတန်ကနားထဲကိုပြေးဝင်ပြန်လေရ။သူမခက်ရှက်ရှက်နဲ့တစ်ချက်လှမ်းကြည့်လိုက်ပြီးချက်ချင်းငုံပြစ်လိုက်မိပါတော့တယ်။ဟုတ်ပါတယ်။သူမခေါင်းအောင်အောင်မှာတင်းထားတဲ့ဆာရွက်ပြာကလေးပဲဖြစ်ပါတယ်။မလွှဲနိုင်ပါတနေ့ခါတော့က driver လှဖေကသူမကိုပေးလိုက်တဲ့ဆာရွက်ပြာကလေးပဲဖြစ်ပါတယ်။ သူမကိုအတော်စာတက်တယ်ထင်ပြီး ပေးခြင်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ဒါပေမဲ့သူမဟာမနေ့စူးစားပြီးတလုံးချင်းပေါင်းဖတ်တာတော့မှပဲအတိတ်ပဲကိုရိုးတိုးရိတ်တိတ်လောက်သာ နားလည်ခဲ့ပါတယ်။သူမစာမပြန်ခဲ့သေး။တကယ်ဆိုတော့လေဘယ်တော့မှပြန်မဲဆိုပြီးတော့မရည်ရွယ်ခဲ့။ငယ်ငယ်တော့ကသူငယ်တန်းတာတာများတတ်ထားတဲ့ပညာနဲ့ ဘလို့မှစလုံးဖြစ်အောင်ရေးတတ်မှာမဟုတ်ဘူးဆိုတာကိုသူမသိပါတယ်။ဒီလိုမရေးတတ်တဲ့အတွက်ပါဇက်နဲ့စကားပြန်မယ်လို့လည်းမရည်ရွယ်မိသေး။ဘာကြောင့်လဲဆိုတော့ညနေယူဒရိုင်ဘာလှဖေးကို သူမကဘာလို့လဲမသိ။မိမိမှလည်းအခိုင်းအစေမှတယောက်မျှဖြစ်တာကိုသိလျက်နည်းနည်းမှအယုံအကြည်မရှိခဲ့။အဲ့ဒါကြောင့်မလို့သူမတွေ့တိုင်း သူ့ကိုမျက်စောင်းခဲလိုက်တာကြီးဖြစ်နေပါတော့တယ်။ဒါပေမဲ့အခုကိစ္စမှာတော့ဘာပဲဖြစ်ဖြစ်ကိုတို့ကိုတယ်နဲ့အမိခံရပါပြီ။ဒါကြောင့်စိန်ရင်ဟာ အတော်ရှက်ကြောက်ဝမ်းနေမိပါတယ်။ဒီပေါ်ဒေါ်သိန်းရင်မှာ ကြောက်စရာကောင်းတဲ့မင်းကတော်တယောက်ဖြစ်ပါတယ်။အလိုဖျားကြီးပကံတလုံးလက်မလွတ်ပြီးကျွန်းကျွန်းကွဲသွားတာကိုသူမကကြောင်ပြီးတော့ ပိုလိုက်တဲ့ရင်လုံးနဲ့ချိန်နေမိပါတယ်။တကယ်ဆိုတော့သူမမွန်မွန်ထွထွနဲ့လုံရင်းကရင်မြည်တို့မြည်ပုံကြပွဲသွားလိုက်တာကိုတော့မှ မတွေးတက်ပဲဖြစ်နေပါတယ်။ခက်ပြင်းပြင်းခြေတံတခု သူမနာမှာလာရက်တယ်။သတိထားမိလို့မော်ကြည့်လိုက်တဲ့အခါသောမုံနဲ့မျက်နှာသားကိုတွေ့ရလို့ရှင်ခုံသွားမိပါတယ်။ဆင်ရင်ဟာမော့မော့ကလေးနဲ့ထော်သိမ်းရင်မျက်နှာကိုစိုးရွံ့စွာကြည့်နေမိပါတယ်။ နင်ဘာစိတ်တွေမှုန်နေတာလဲဟင်ဒီလိုမှကြောတဲ့အတန်နဲ့မရှိမနှောင်းပင်ရက်ဆက်တော်လက်ဟာစိန်ရင်ပါနာတို့ဝဲလာစဉ်တွင် သူ့သမီးကလှမ်းဆွဲလိုက်လို့စိန်ရင်မှာတက်တာရရသွားပါတယ်မမေကလည်းမလုပ်ပါနဲ့မမေရဲ့သူ့ခမမှုန်မှုန်ထူထူနဲ့မတော်တဆလွတ်ကြကုန်တာပါတော်သိရင်ဟာဒေါသနဲ့တုံ့ဟီးနေပါတယ်ဤတို့လင်စိတ်တွေမှုန်နိုင်ငါအိမ်ကပစ္စည်းတွေအဆုံးရှုံးမခံနိုင်ဘူးဟဲ့ ဝင်းဝင်းတောင်းလျက်ရှိတဲ့မျက်လုံးတွေနဲ့ဒီလိုဆိုလိုက်ပြီးနောက်သူမတန်းရဲ့လက်ထဲမှာ အတင်းယုံကြည်ပါတယ်။ခြေတော်နဲ့လည်းလှမ်းပြီးတော့ကန်လိုက်ပါသေးတယ်။တော်ပါမမေဒေါသဖြစ်ရင်လည်းမမေပဲခံရတာဟုတ်လား။ရှင်တုံတက်တဲ့လူဟာဒေါသဖြစ်အောင်မလုပ်ရဘူးတဲ့။ဆရာဝန်ကပြောတာလေမမေကနားမှမထောင်မဲ哦။တန်းစိတ်ညစ်ပြီး ညီတို့အတဲကိုချင်းစာတက်ကြတယ်ပေါ့လေညီတို့လည်းရီးစားထတ်တက်လို့ကိုချင်းစာပြီးတနာတာပေါ့လေဟလာသူမနီးရလူကိုမဲပါတယ်ဒါမဲ့တန်းကတစ်ဖက်သို့လှည့်ပြီးတော့ပြုံးလိုက်ပါတယ်ဘာကြောင့်လဲဆိုတော့ဒေါ်သိန်းရင်ပြောတာသွေးထွက်အောင်မှန်တာကြောင့်ပဲဖြစ်ပါတယ်တန်းဟာခေအမျိုးသမီးပီပီရီးစား6ရောက်ထပ်မနေထားဖို့ပါတယ်သူမစိတ်ရင်းအဖြစ်နဲ့ကြေပြန့်ရရောတနာတက်သူဖြစ်ပါတယ် ဒါကြောင့်ပင်တနာခံသူတွေကိုတနာတနာသွားတက်လို့ကြီးစား6ရောက်အထိတနာမိခဲ့ခြင်းဖြစ်ပါတယ်။ဒီတော့အပင်မှာကိုချင်းမစားတက်ပဲရှိပါမလဲ။နောက်ပြီးတော့လဲစရင်ဟာ6ရောက်ရေးစားအနက်၃ရောက်သောရီစာရုံနဲ့ဆက်သွယ်ရမှာ အကျိုးဆောင်သူမဟုတ်ဘူးလား။ဟင်းမမရလဲ။ပို့သမီးကိုဒီလိုပဲပြောရလား။တန်းရှစ်ပါတယ်။ဒီလိုတော့တန်းနှွဲလိုက်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ်စင်ရင်အတန်းကိုဂျေဆုအတော်တင်ပြလိုက်တယ်။ဘာကြောင့်လဲဆိုတော့တန်းဟာသူ့မိမိကို အိမ်ပေါ်တဲ့အထိခေါ်သွားပြီးငြိမ်စိန်အောင်လှုပ်ထားပြစ်လိုက်တာကြောင့်ဖြစ်ပါတယ်။တန်းစင်ရင်ဟင်းအိုးပြင်နေတဲ့အနားသို့လာပြီးရက်လိုက်တဲ့အခါစင်ရမျက်နာပေါ်မှာရှက်သွေးကလေးတွေတန်လျက်ရှိပါတယ်။စင်ရနေတကယ်လှဖင်နေကြိုက်နေပြီလား။ဟင်?ငါတော့မသိလိုက်ပါလား။ ဘယ်ဟုတ်ရမှာလဲအမလေးရဲ့အမ်မေစိရဲ့ငါ့ကိုမညာပါနဲ့ဘာများရှက်စရာရှိလို့လဲဘာမှရှက်စရာမရှိတော့ဘူးဆိုပေမဲ့စိရင်အဖို့ မဟုတ်ပါ ရှက်ပါတယ်တန်းအဖို့တော့ဟုတ်ချင်ဟုတ်ပါလိမ့်မယ်စိရင်အဖို့တော့မတွေ့ဘူးမကြုံဘူးလို့ရှက်ရပါတယ်ရှက်ရှက်မိပါတယ်မဟုတ်ပါဘာမှမဟုတ်သေးပါဘူးမမှန်တမ်းရဲ့ သူမထစ်ထစ်ငေါငေါနဲ့ဒီလိုပြောလိုက်မိရာတန်းတခိခိနဲ့ရီလိုက်ပြီးတော့ဟမ်စိတ်ရည်ရဲ့နေဟာဘာကိုယုံရမှာလဲအဟုတ်ပါလဲပြောရဲ့မဟုတ်ဘူးလဲပြောရဲ့သူမတခိခိတခိခိနဲ့ရီနေပါတယ်စိတ်ရည်ကိုလည်းတနာသလိုကြည့်နေမိပါတယ်ဒီလိုပါသူကကျမကိုနှစ်ခါသုံးခါအတင်းလိုက်ပေးတာနဲ့ လူတွေမြင်မှာဆိုလို့ယူယူထားမိတာပါ။အိုးတော်ပါဆင်ရင်ရဲ့ငါသိပါပြီ။ညီပါပြောမယ်ဆိုတာဟိဟိ။တန်ဟန်ညင်ညစ်ကလေးရည်ရင်နဲ့ထွက်သွားပါတယ်။ဆင်ရဲ့မှာဒီလောက်စကားလေးသုံးလေးလုံးလောက်ကိုတော့မှကိုရောမပြောနိုင်ကောင်းလားဆိုပြီးမိမိကိုယ်ကိုအပြစ်တင်ရင်ကြံနေမိခဲ့ပါတယ်။ဆိုင်ရာဘဲဝဲကျွေးဘဲရှိကံကိုမှစိတ်နာရကောင်းမှမသိလိုက်ပဲ မင်းဖရနဲ့မင်းကတော်ဒေါ်သိန်းရင်အိမ်မှာချမင်းချက်လို့ရင်၃နှစ်၃မိုးလောက်နေပြီးဒီအခြားဘက်မှာအပြူကြီးဘာဘာအရွယ်တို့ ရောက်လာပါတယ်။ဒါပေမဲ့ driver လှဖင်အသေးကြော်ကလေးမဖြစ်သေးပဲရှိတာကတော့အတော်အံ့ဩရမလို့ဖြစ်နေပါတယ်။ဖဖရပဲညံ့လို့လို့လားဒါမှမဟုတ်ရင်လဲစရင်ချစ်ရကြက်ရမှမတည်သေးလို့ပဲလားလို့တွေးရမလို့ဖြစ်နေပါတယ်။ဖဖရတော့အသေးကြော်ကလေး အစချီတဲ့စာလွှာမျိုး အခွင့်တာတိုင်းပေးယုံနေတာမကနှစ်ယောက်ချင်းလက်တဲ့အခါတွေမှာစိန်ရက်လက်ကလေးကိုပင်ဆွဲပြီးအတနာခံပောင်းပင်များလာပါပြီဒီအခါတွေမှာစိန်ရက်ဟာရှက်ဒေါသနဲ့လက်ကိုစောင့်ယုံပြီးအတင်းလှဖေအနာမှကြောက်အားနဲ့ဖဲခဲရတတ်ပါတယ်လှဖေကိုဘာလို့လဲမသိသူချစ်လို့မရပါဘူးသူမအခုစားကောင်းခြင်းအိတ်ကောင်းခြင်း စတဲ့စိန်တွေကသာမက တခါတရံစိတ်ကူးနဲ့တွေးတာလှုပ်ဆောင်မှုရေလိုက်မှာ လူးလွတ်ရင်တွေးရတော်ရတဲ့စိန်တွေကိုတော့ခံရကောင်းမှန်းသိလာပါပြီ။ဒါပေမဲ့လှဖေကိုတော့ထည့်စင်စားလို့မရ။အဖြေတစ်ခုတော့ရှိပါတယ်။လှဖေကသူ့ကိုအယူအမှုလိုက်လွန်းလို့များယွန်းပုံးနေလေရောသလား။လူသဘောတစ်ခုရှိပါတယ်။အရလွယ်လွန်းအကြီးတဲ့ပစ္စည်းတစ်ခုကို မမျက်နိုးတတ်ပါဘူး။ဘာပဲဖြစ်ဖြစ်လှဖေရတော့စိတ်ရင်ဟောအပင်မြချိတ်မနိုင်ခဲမရ။သူမဤတစ်တစ်ဖာဖာ ကာရရာတွားရရာဖြစ်နေတဲ့အချိုးအစားတို့ကိုတရေတမားများဖြစ်နေသည့်တိုင်အောင်စိတ်ရင်မှာသူ့အသေးကြောမဖြစ်ပဲရှိလျက်နေပါသေးတယ်။ဒါပေမဲ့ထော်သိမ်းရင်ကတော့သူတို့ကိုညှိလျက်ရှိနေပြီလို့အမြဲတမ်းယူဆထားပါတယ်။ဖွင့်၍လည်းသမုတ်တတ်ပါတယ်။ စင်ကြီးကတော့ဘရောမှမငင်းတဲ့အပြင်တင်ငါရှင်းချင်းလို့ကိုလည်းမပြူပါဘူး။လှဖေကတော့လက်တိုင်းအခါအခွင့်ကိုအသုံးပြုလိုက်ပြီးကြီးဖြစ်ရာတခါတရံစင်ရင်မီးဖို့ကြောင့်လည်းမတယောက်တည်းအလုံးလုံးနေခိုက်တင်နေကြုံရင်သူ့ကိုပေးထားတဲ့တန်းရာကနေကူးလာတက်ပြီးစင်ရင်နင်ကငါများဘာဖြစ်လို့ဒီလောက်ခက်ခက်တီတီညင်းရတာလဲ။ငါလည်းငါပညာနဲ့မိမတယောက်လောက်တော့ မင်းဝဝကြီးကျွေးနိုင်တဲ့တတိရှိပါတယ်။နေရတာစကားပြန်လို့ရှိရင်သခင်ကြီးကိုပြောပြီးနေရချခိုင်းရင်ဖြစ်နိုင်ပါတယ်ဟဲ့။သူဟာဆင်းရဲကိုရွှေရွှေစားစားကြီးကြည့်ပြီးပြောယုံတာမက သူဟာလန့်နေတာကိုလည်းသိလို့အင်းရီရရနဲ့အယုံကြည်ရှိလောက်အောင်ပြောရှာပါတယ်။ဒါမဲ့ဆင်ရဲကသူ့ကိုမော်လို့တာမကြည့်ပါဘူး။ဒီတော့လှဖေကပို့ပြီးတော့မချစ်မရဲဖြစ်စရာကောင်းပါတော့တယ်။ အဲအကြောင်းလှဖေရတစ်ဖက်မှဒေါ်သိန်းရင်ဖြစ်ဖြစ်အိမ်သားတွေကတယောက်ယောက်ဖြစ်ဖြစ်ထွက်လာမှကိုလည်းကြောက်ရစင်ရစီရလည်းစကားတခုံးမှမကြားရတဲ့အတွက်ရိုးတိုးရွတ်တာလည်းဖြစ်နေအတော်စိတ်အိုက်နေပါတယ်ပြောပါစင်ရဒီလောက်ပဲအဖက်မတန်ဘူးသဘောထားသလားချစ်နိုင်မလားမချစ်နိုင်ဘူးလားဒါပဲပြောပါအားမရစရာကောင်းလိုက်တာ သူကနောက်တော့လှည့်ကြည့်ပါတယ် ဒေါ်သိန်းရင်များပေါ်လာမလားစင်ရင်ကခေါင်းကိုတာတာတွင်တွင်ငုံနေပါတယ်တစ်ချက်မြလှဖေကို မော်ကြည့်လိုက်တယ်ဆိုယုံ မော်ကြည့်လိုက်ပြီးတော့တကယ်ကိုမတုံမလုံအသွင်နဲ့လုံမြဲတိုင်းလုံနေပါတယ်လှဖေကအတော့ကိုမချစ်မရဲဖြစ်ပါတယ်စင်ညင်ညင်နဲ့သူ့ဘာသာသူခေါင်းကိုနှစ်ချက်သုံးချက်တွတ်တွတ်လဲရအောင်ခါပြီးတပြင်းတစ်ချက်မှုတ်ထုတ်ပါတယ်။နောက်စင်ရင်ရဲ့ ုံပုံရုံရုံဣထွားနေတဲ့ကိုလုံးကိုကြောဘက်မှခဏမြစိုက်ကြည့်နေပါတယ်။သူဟာခက်ရှက်ရှက်နဲ့အနှင်းငယ်ဒေါသဖြစ်ပြီးတစ်ခုခုကိုဆုံးဖြတ်လိုက်ပါတယ်။တိဆက်ရင်မပြောဘူးလားပြောမလား။မပြောရင်ငါဖက်နှမ်းမိလိမ့်မယ်။သူဟာစိတ်နောက်ကိုကိုပါတော့မယ်အလို့။စိရင်ကလည်းသူမရဲ့မျက်နှာကို လက်ကလေးနှစ်ဖက်နဲ့ပွေလိုက်တဲ့အခါ tree ဆိုပြီးတော့ရွှန်ရှားတဲ့နှလုံးကိုပေါ်ထုတ်လိုက်ရအတန်တစ်ခုခုကိုနှယောက်လုံးကြားလို့လှည့်ကြည့်လိုက်ရဒေါ်သိန်းရင်ကို တွေ့မိကြပါတယ်။ဟေ့ဒါမင်းတို့အချစ်ခံဖွင့်ဖို့နေရာမဟုတ်ဘူးခဲ့မိဖို့ကြောင့်သိရလား။မကြာမီလှဖေရတော့သူ့နေရာတန်းရတော့အရှုံးနှင်ပြီးတက်ခေါက်ပြီးပြန်သွားနိုင်ပေမဲ့စင်ရင်မာတော့ဒေါ်သိန်းရင်မန်မဲကျင်းမောင်းတန်တွေကို အတော်ကြာခံနေလိုက်ရပါတော့တယ်။ သေပါတော့စိတ်ရည်ရဲ့ဒေါ်သိန်းရင်ပြန်ထွက်သွားတဲ့အခါမှာဒီလိုမိမိကိုယ်ကိုချိန်ဆရင်မျက်ရည်တစ်ပေါက်ပါပြင်ပေါ်သို့ လိမ့်၍ကြာလာပါတယ်စိတ်ရည်ဟာချွေးတလုံးလုံးနဲ့ဒေအိုးပေါ်သို့ငုံချည်ရင်းကမတိမတာပြုံးမိသွားပါတယ်သူမလက်မောင်းကအင်းကြီးစားနဲ့နှစ်ဖူးမှချွေးတွေကို၎င်းမီးခိုးရိုက်လို့မျက်ရည်တွေထွက်နေတာကို၎င်း နှာခေါင်းဝါမစိုးနေတာတွေကို၎င်းတုတ်လိုက်ပြီးတော့တဖြည်းဖြည်းပါးစပ်ကိုတပြင်းပြင်းပြုတ်ရင်းပြုံးလာပါတယ်။အသေးကြော်ကလေးရဲ့ဆာရွက်ပြာကလေးတွေကအသေးကြော်မဟုတ်။ယခုသူမတွေ့နေရတာကအမြုပ်တွေတွားပွားထနေတဲ့စီကြော်ရည်ထဲမှာနေတဲ့ချက်သေးကြော်ဖြစ်ပါတယ်။စင်ရင်ရဲ့မျက်လုံးတွေကဘာဖြစ်လို့မသိတဖြည်းဖြည်းရည်ရည်လာတယ်လို့ထင်မှတ်ရပါတယ်။ ။လို့ပြီးသူမပါစက်မှလည်းခတ်တိုးတိုးလေးတန်နဲ့သဲကျော်ကလေးရဲ့အသေးကျော်ကလေးရဲ့ဒီလိုရွတ်ကြည့်မိပါတယ်။သူမကလှဖေမျက်နှာကိုလည်းပြေး၍မြင်မိလိုက်ပါတယ်။လှဖေကအခုတလော သူမကိုအရင်ကလိုမျိုးအာသာပြင်းပြတဲ့အမူအရာမျိုး အလင်းမပြတော့ပဲဖက်စိမ့်စိမ့်ပင် နေလျက်ရှိပါတယ်။သူမိဖို့ချောင်းထဲမှာလာပြောတဲ့နေ့ကရှက်ရှက်နဲ့စိတ်များနာသွားရောသလား။ ဟုတ်ပါတယ်ကြည်ပါလားဟိုတနေ့သူ့မပါရုပ်ရှင်လိုက်ကြည့်တော့ကလှဖေရတစ်ချက်မှတော့မကြည့်ပါဘူးခါတိုင်းဆိုရင်ကာမောင်ရင်မှန်ထဲမှာချောင်းချောင်းကြီးကိုကြည့်ရတာအမောပဲမဟုတ်ဘူးလားစင်ရင်ဟာဒီလိုတွေးနေလို့အိုးတဲကချက်သေးမှာတူးသွားတော့မတက်ပင်ဖြစ်ပြီးအနက်တင်းတင်းကလေးပင်ထွက်လာပါတော့တယ်သူမတဲအိုးကိုချလိုက်ပြီးတရင်များပင်ကြလာပါတယ် ထဲ့စင်းရင်အသေးကိုတတ်တတ်ဖိထားနောက်ပြီးဖိဖိဘူးကြော်ထားလိုက်ဒီလို အမြန်တနိုးသခင်ကြီးကိုကြွေးဖို့ရာဒေါ်သိန်းရင်ကခိုင်းတာကိုသူမပြေးသတိရမိပါတယ်အသေးကျော်ထိုဟာ အမြန်တနိုးဖြစ်ပါတယ်ဘလောက်အရသာရှိလိုပါလဲစင်ရဤရာကိုတတ်တတ်နဲ့တကုံတခါဘူးမြမစားဘူးပါဘူးအဟုတ်ပါ ဘသူအံ့ဩအံ့ဩစင်ရင်တော့တကားမှမစားဘူးပါတကယ်ပဲစင်ရင်ဟာစက်သေးပဲသေးကိုစားဖို့တကားမှအခွင့်အရေးမရခဲ့ဘူးပါ သူမကဖြစ်နိုင်မဲဆိုရင်ထိုနှစ်နာချက်ကိုစင်ရဲသားအကျိုးတန်းတူအခွင့်အရေးအတွက်ကျိုးပန်းသူ နိုင်ငံရေးခေါင်းဆောင်တယောက်ယောက်ကိုပင်တိုင်တန်းချင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူမကလည်းပဲလူဖြစ်ပါလျက်ဘဲသေးချက်သေးကိုတကားမှမစားဘူးတာကြောင့်ပဲဖြစ်ပါတယ်။ ။သူမဒီအရသာနဲ့မတွေ့ဘူးလား။နှုံချာလာတဲ့ထမင်းချက်ဘဝအစေခံမှဖြစ်တာကြောင့်တကြောင်ပင်။အသက်ရွယ်ငယ်တဲ့တကြောင်လဲပါပါရယ်။သူမမိဘတွေကဘလောက်ဆင်းရဲသည့်တိုင်အောင်တစ်ခါတရံတနည်းနည်းနဲ့ဖြစ်ဖြစ်ဘဲသားဟင်ချက်သားဟင်ချက်နိုင်ပါရယ်။ဒီခါရီမှာမိခင်လို့သူကကိုကြီးရော့အသေးပဲဆိုပြီးတော့သူမလင်ရဲ့ပကံထဲသို့ထည့်လိုက်ပါတယ် သူမယောက်ျားမစားချင်ရင်သူမစားပါတယ်။သူမမစားအောင်တော့ဒါအကြီးဆုံးဖြစ်သူစားရပါတယ်။အငယ်ဆုံးစိတ်ရင်အလှဆိုပြီးတော့တခါမှမရှိဘူးပါဘူး။ဒီလိုမျိုးအသေးနဲ့စိတ်ရင်ငယ်တော့အခါကလေးကလွဲခဲ့ရပါတယ်။သူများရဲ့မှာထမင်းချက်နဲ့နေရတဲ့အခါမှာတော့ပြောစရာတော့မရှိတော့ဘူး။တခင်ကြီးမရှိတဲ့အခါမှာသားသမီးတွေရော ပြင်းပကံချလိုက်တာနဲ့တပြိုင်တည်းအသေးကိုလူးကြပါရဲ့တခါတရံဟင်းအိုးအမွှေးလွန်သွားလို့အသေးတွေကျွေသွားတဲ့အခါရင်မှာကင်းထဲတဲ့အခါရုတ်တရက်မတွေ့ရင်ဒေါ်သိန်းရင်ကဟဲ့စင်ရင်အသေးတွေဘယ်ရောက်ကုန်လဲဒီလိုစစ်ကြောမေးမြန်းခြင်းကိုပြုပါသေးတယ်ဒီတော့စင်ရင်ဟာအလွတ်အလွန်စားချင်ရင်တော့မှကိုမစားရဲပါဘူးအပင်မြအသေးနဲ့ဝေးလေသည်နီဒါပြင် ချစ်သူနှစ်ဦးထမင်းဝိုင်းမှာချစ်ရဲကြူရနိုင်လေရော့ကကအသေးကြော်ကလေးဆိုပြီးတော့ထဲ့ပေးတဲ့အတိတ်ပင်ကိုလည်းအခုစိန်ရင်နားလဲပါပြီစိန်ရင်ကအခုမှဒေအိုးရရအသေးကြော်ကိုကြည်ရင်ကြည်ရင်လှဖေးရေးတဲ့အသေးကြော်ရဲ့အတိတ်ပင်လေးနက်ပုံကိုတစိမ့်စိမ့်တွေးကြည့်မိပါတယ်အစကတည်းကအသေးကြော်ဆိုရာဝဲကြော်ထက် ။နားကြားရချုံမြင်နေဆိုယုံတော့တာသိပါရဲ့။အခုတော့ဆိုလိုရင်းကိုကောင်းစွာနားလည်ပါပြီ။သူမဒေဝိစရာနတ်သမီးနဲ့လှဖေကနှိုင်းလိုက်ရင် အခုလောက်သဘောကျမှာမဟုတ်။ဒါကြောင့်လဲဆိုတော့သူမပညာနဲ့တရုတ်တကောင်မဖော်နိုင်တာကြောင့်ပဲဖြစ်ပါရဲ့။အခုတော့စင်ရတယုတ်ပါပါ အသားပါပါမျက်ဝါးထင်ထင်သဘောပေါက်မိပါပြီ။ သူမရှိမှရှိနေတဲ့အသေးကြော်ကြည့်ပြီးတရေတများများနဲ့ဖြစ်နေလေရာလှဖေရဲ့အသေးကြော်ကလေးဆိုတဲ့အတိတ်ပဲကို နားလည်လေးလေးဖြစ်နေပါတယ်။ဆင်ရင်အားဒီတခါလှဖေကိုမျက်စိတွေက ဖြောက်လို့မရတော့ပါဘူး။ကိုနေ့ရောက်ပြောလိုက်ပုံကို နောက်ထပ်ရပါတယ်။အခုချက်ချင်းသွားရွေ့ပြီးတောင်းပန်ချင်ပါတယ်။ဆင်ရင်အားလှဖေနေတဲ့တန်ရဘက်ကိုလှမ်းကြည့်ပါတယ်။လှဖေကိုမတွေ့ ဒါပေမဲ့ကဂိုရောင်ထဲမှာရှိနေလို့နှဖေရှိရမယ်လို့အတက်တွေးပါတယ်။ဒါကြောင့်သူမမာယာနဲ့အတန်ပေးလို့ရကအဝေးမှာအိတ်နေတဲ့ဘော်ဘီကိုအတန်ကုန်អော်ခေါ်လိုက်ပါတယ်။ဒါရောင်နှဖေကထွက်မလာလို့သူမမချစ်မရဲဖြစ်မိပါတယ်။နောက်သူမမိမကြိုက်တော့ဆိုက်ဆိုင်သွားပါတယ်။နှဖေနေတဲ့တန်ရကိုအစတခါမှမသွားဘူးလို့ ူမပထမတော့ရှံအန်းအန်းဖြစ်နေပေမဲ့အတင်းစွမိတ်ပြီးတော့သွားပါတယ်ကိုလှဖေကိုလှဖေတန်းရဝရောက်တဲ့အခါသူမအော်ခေါ်လိုက်တယ်တဖေဟာထွက်ကြည့်မိတဲ့အခါစိတ်ရင့်ုံတွေ့ရလို့အံ့ဩနေပါတယ်သူဟာခက်တီတီကြောင်ပြီးတော့ကြည့်နေပါတယ်ဒါပေမဲ့စိတ်ရင်ဟာသူ့စီကိုအယောက်ရှိသွားပါတော့တယ်နောက်လှဖေနဲ့မျက်နှာချင်းဆိုင် နီနီကကန်ဆိုင်မိတဲ့အခါသူမခေါင်းငုံပြီးတော့လက်သေးကလေးတွေကို깟နေတယ်။ဒါပေမဲ့အလှဖေဟာသူမရဲ့ပြုံးရောင်ရောင်မျက်နှာဘေးကိုတော့မှသတိမထားမိလေရောသလား။ဘာလဲ။ဘာလဲ။ဒီလိုပင်ငေါဆက်ဆက်မေးလိုက်ပါသေးတယ်။စင်ရင်ကအတနာခံတဲ့မျက်နှာမျိုးနဲ့မော်ကြည့်လိုက်တော့မှသူဟာနောင်တရရတယ်လို့ဖြစ်သွားပါတော့တယ်။ဘုလားဖေး ။ဘာလဲစင်ရင် စင်ရင်လို့မခေါ်ပါနဲ့လားကိုလှဖေရဲ့။စာရေးတော့အတိုင်းလှဖေဒီပင်ကြောင်သွားပါတော့တယ်။ "तू ကတကယ်ဆိုတော့ရုပ်ချီးပင်စဉ်းစားလို့မရပါဘူး။"နားမလဲပါဘူးစင်ရင်။စင်ရင်ဟာခက်ရှက်ရှက်ကလေးနဲ့ချစ်စရာကောင်းအောင်ပြုံးလိုက်ပြီးအဲအဲတဲကျော်လို့ ဒီဝိထုတော်လေးကိုတော့စာရေးသူမောင်စီသူဟာ1949ခုနှစ်မှာရေးသားခဲ့ရဖြစ်ပါရဲ့ရှင်။ဒီနေရာလေးမှာတော့အသေးကြော်ကလေးဆိုရဲဝိထုတော်လေးကတော့ပြီးဆုံးသွားပါပြီရှင်။